နှစ်ပတ်ဆက်တိုက်ငတ်ကင်စားခဲ့တဲ့ KG အလုံးမဲမင်္ဂလာပါပြီးခဲ့တဲ့အပတ်မှာဂျိုဂျာတို့ကိုကင်နိုင်ခဲ့တဲ့ KG တို့ကဒီတစ်ပတ်မှာလည်းဇင်ယောတို့ကိုထပ်ကင်နိုင်ခဲ့ပြန်ပါပြီဇင်ယောဆိုတာနောက်ပိုင်းသတင်းမှာဆိုရင် KG တို့ကိုကောင်းကောင်းဒုက္ခပေးနိုင်ခဲ့တဲ့အသင်းသင်းလို့ပြောလို့ရပါတယ်ဒါပေမဲ့ KG တို့ကတော့ဒီနှစ်မှာအင်ခေါ်ပြီးဇင်ယောကိုအမြင့်မတော်တာကြီးလှုပ်သွားနိုင်ခဲ့ပါတယ် နေ့မှာတော့ဂိမ်းနဲ့စင်ရောတို့ရှင်ပြိုင်ခဲ့ကြတယ်ပရီးမီးယားလိပွဲစဉ်လေးကိုတင်ဆက်ပေးကြပါတယ်ရေကြီးတို့ဘက်မှာလူစင်းဘက်ပြောင်းလဲတချို့တွေ့မြင်ခဲ့ရပြီးတော့အဲ့စစ်မှာလဲဆက်စကိုပြန်ပါလာခဲ့တယ်လို့နံပါတ်တန်းတို့နေရာမှာကွန်ညာနဲ့အံပွင့်မှုတို့ပွဲထွက်လာပါတယ်ဘာကစင်ရောတို့အတင်းမှာဒဏ်ရာပဒနာတွေရှိနေခဲ့ပြီးတော့တိုက်စစ်ပိုင်းမှာလည်းမိတူမှမပါဝင်နိုင်ခဲ့ပါဘူး။စင်ရောတို့ရဲ့တိုက်စစ်ကိုဂိမ်မူဟောင်းဝဲဘက်ကပဲဥဆောင်လာခဲ့ပြီးတော့တောင်မမမင်တက်နဲ့ကာဒီယိုဂလိုတို့ကိုအုံပြုခဲ့ပါတယ်။ ကျွန်တော်တို့ဟာဒီပွဲမတိုင်ခင်နောက်ဆုံး၅ပွဲစတိုက်ကိုရှုံးပွဲလုံးဝမရှိထားခဲ့တာကြောင့်နည်းနည်းလေးစိုးရိမ်စရာတော့ဖြစ်ခဲ့ရပါတယ်။ဒါပေမဲ့လေ KG တို့ကအရင်ကခင်မျိုးမဟုတ်တော့သလိုချေဆွမ်းမအရာလည်းတိုးတက်မှုတွေရှိလာခဲ့ပါပြီ။ Premier League အတွက်ကြောင့်ရှိပြီးသားဖြစ်တဲ့ကွန်ညာနဲ့အံပွေမှုတို့နှစ်ယောက်ကအသင်းနဲ့အသားကျလာခဲ့ပြီးဖြစ်တာကြောင့် KG တို့အတွက်လည်းပူကောင်းလာခဲ့ပါတယ်။ဒီလိုနဲ့မင်းနဲ့ဆယ်ကျော်မှာကွန်ညာကအဖွင့်ကိုစတင်သွားခဲ့ပြီးတော့ဒါသူ့ရဲ့ပထမဆုံးတွင်ကိုလည်းဖြစ်လာခဲ့ပါတယ်။ တိတ်မကြခင်မှာတင်မဲ့သူထူးဆန်ကဒုတိယနဲ့ကိုကိုပါသိမ်းယူသွားခဲ့ပြပါတယ်။နောက်ပိုင်းမှာခြေဆွမ်းကြလာတဲ့သူထူးဆန်ဟာလူအရင်တော့အတွေ့အကြုံတွေကစကားပြောနေတုံးပဲဖြစ်ပါတယ်။ပထမပိုင်းမှာလည်းငကိုကိုမရှိနဲ့ဥဆောင်ထားနိုင်လို့ခေကြီးတို့လည်းတော်တော်လေးအချိန်ကြီးကောင်းသွားခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့ဇင်ရိုတို့ကလူစည်းရင်းပြောင်းလဲတွေလုပ်ပြီးတော့ရင်ဆိုင်ခဲ့ပေမဲ့ခေကြီးတို့ကပဲနောက်တစ်ခုထပ်ရသွားခဲ့ပါတယ်။ဒီကိုရော့ဆက်စကိုရဲ့ဖန်တီးပေးမှုကနေ Brian Ampwe မှုကပဲသိမ်းယူသွားခဲ့တာဖြစ်ပါတယ်။မင်း60ကျော်မှာသုံးခုပြတ်သွားခဲ့ပြီဖြစ်လို့ပွဲရလဲပြီးတဲ့လောက်ဖြစ်သွားခဲ့ရပါပြီ။ ဒါပေမဲ့ပရိသတ်ကိုနည်းနည်းလေးစိတ်ဒုက္ခမှမပေးရရင်မလေးရမထိုင်တတ်တဲ့ကြီးတို့ကတော့ပွဲပီးကန်ကြီးမှလည်းရှင်ခုံမှုတွေပြီးခဲ့ပါတယ်။ပွဲပီးကန်ကြီးမှဆီယန်တို့ဘက်ကနေချစ်ပါကိုနှစ်ခုပြင်ရသွားခဲ့ပြီးတော့ကမ်းမတ်ဖို့လည်းတော်တော်လေးနီးစပ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းနာချင်းအချင်းပူမှကြီးတို့ကပဲနာချင်းအောင်လုပ်ပေးလိုက်ပြီးတော့အနိုင်သေးချာစိမဲ့ကိုကိုသွင်းယူသွားခဲ့ပါတယ်။ဒီကိုကိုလည်းအံပွေမူကပဲသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ယူနေပွဲပြီးဆုံးချိန်မှာဒေဂျီတို့ကပဲအနိုင်ရရှိသွားခဲ့ပြီးတော့ဇင်ယောကို၄နှစ်နဲ့ခွင့်ပြုအောင်လုပ်နိုင်ခဲ့ပါတယ်။အဘိုးသင်းနဲ့ညီမလေးတို့ကပါရှုံးပွဲကြုံသွားခဲ့တာကြောင့်ဒေဂျီတို့လည်းအဆင့်၄နေရာထိမှတတ်ထိုင်နိုင်ခဲ့ပါပြီ။ဇွန်လေးကြီးပြည့်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။